ဟယ်လိုကဲအားလုံးပဲစတိုးရော့ဂိုင်တာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကိုလူတွေအတွက် မတူညီတဲ့ဇာတ်လမ်းလေးကိုပြောပြပေးသွားမှာပါဒီနေ့ရဲ့ character တွေကတော့ ထူးထူးခြားခြားနဲ့စမ်းပြတယ်လို့ပြောရပါမယ်။ဘာကြောင့်မြန်လဲ။ကဲအတူလိုက်ကြည့်ရအောင်နော်။ရိုးရာကိုပုံကန်တဲ့ဓာတုဗေဒပညာရှင်လေး။ဟုတ်ပါတယ်။သူမကတော့ MMBB Hero ဖြစ်တဲ့ Moon Knight Empire ရဲ့နာမည်ကြီးစစ်သူကြီးတဦးရဲ့သမီးဖြစ်သူခင်မိပါ။သူမရဲ့ဖခင်ကသမီးဖြစ်သူကိုရိုးသားဖို့ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့နဲ့နာခံတတ်ဖို့စတဲ့စစ်ဘက်ဆိုင်ရာဩဇာလွှမ်းမိုးထိန်းချုပ်မှုတွေနဲ့အတူကြီးပြင်းစေခဲ့တာပါ။ဖခင်ရဲ့လွှမ်းမိုးမှုကြောင့်ခင်မိကယောက်ျားလေးပုံစံနဲ့ယောက်ျားဆန်တဲ့ဇယိုက်ကိုပုံသွင်းခံခဲ့ရတယ်လို့စကားပြောဆိုပုံနဲ့ဝစ်ဆ ဆားစီရင်ပုံတို့ကလည်းစစ်ဘက်စတိုင်ကိုထင်ဟပ်နေခဲ့ပြီးတော့စီရေးပညာသင်ကြားခံရတဲ့အတွက်ယူသားဖို့ကိုကိုကိုထိန်းချုပ်ဖို့နဲ့နာခံတတ်ဖို့တိုက်တွန်းခံခဲ့ရပါသေးတယ်စစ်တပ်ရဲ့မိသားစုကနေလာပေမဲ့အစဉ်အလာတွေကိုလိုက်နာသူတော့မဟုတ်ပါဘူးဖခင်ကစစ်ပွဲနဲ့ဆက်နွယ်တဲ့အရာအားလုံးကိုသင်ကြားပေးခဲ့ပေမဲ့ခင်မီကတော့ မွေးရပါတီထွင်ဖန်တီးမှုနဲ့သိပ္ပံပညာအပေါ်မှာဆရာထက်သန်မှုရှိနေခဲ့တာပါအထူးသဖြင့်ဓာတ်ရုပ်စွမ်းအင်တွေကိုလေ့လာပြုပြင်တဲ့နေရာမှာစိတ်ဝင်စားမှုပြည့်ထန်ခဲ့ပါတယ်သူမရဲ့ဖခင်ကတော့စစ်ပွဲတွေနဲ့ စစ်တပ်နဲ့ပတ်သက်တာအားလုံးကနေကင်းဝေးစေပြီးတော့တာမန်ဘဝမျိုးနဲ့နေထိုင်စေခြင်းခဲ့ပါတယ်။ဒါပေမဲ့ကင်မီယာသူမဖခင်ရဲ့ဆန္ဒကိုစန့်ကျင်ပြီးတော့စစ်တပ်ထဲကိုဝင်ဖို့ပြီးတော့ကိုကိုကိုတက်တည်ပြဖို့ပြင်းပြတဲ့ဆရာထက်သန်မှုတွေရှိခဲ့တဲ့ဆေကျော်သက်တူဖြစ်လာခဲ့ပါတယ်။ကင်မီယာအီရိုဒစ်တို့မှာကြောင်တက်စင်က Beatrice နဲ့အရင်းနှီးဆုံးတငယ်ချင်းဖြစ်ခဲ့ပြီးတော့ လက်နက်တွေစမ်းသပ်ရမှာလဲအချင်းချင်းကူညီခဲ့ကြပါတယ်။ Erudito ဆိုတာကတော့သိပ္ပံပညာနဲ့နီးပညာကိုအထူးပြုတဲ့ပညာရေးမျိုးတော် City of Scholar တခုဖြစ်ပြီးတော့နီးပညာနဲ့သိပ္ပံဘက်ကိုအာရုံစိုက်တဲ့မျိုးတော်လည်းဖြစ်ပါတယ်။ Moninyai Empire ရဲ့အလွန်အကျွံ့မှော့ပညာကိုအားကိုးမှုကြောင့်ပဲမကျင့်နဲ့ကြတဲ့ပညာရှင်တွေနဲ့တီထွင်ဖန်တီးသူတချို့ကအဲ့ဒီဒေတာကိုပြောင်းရွှေ့လာပြီးတော့နီးပညာသူတေသနာတွေမှာ နှိမ့်ညွတ်ခဲ့ကြရတာကနေစတင်ခဲ့တာပါဒါကြောင့်အီရိုတီတိုကိုပညာရှင်များရဲ့မြို့တော်လို့လူသိများကြပါတယ်ခင်မီကရိုးရစစ်တပ်မိသားစုကနေလာပေမဲ့သူမရဲ့ဖခင်ကတော့ငြင်းချမ်းတဲ့ဘဝကိုပိုင်ဆိုင်စီခြင်းနဲ့အတွက်စစ်တပ်ကြောင်းစာမိပညာကိုအထူးပြုတဲ့အီရိုတီတိုကိုပို့ခဲ့တာပါဒါပေမဲ့ခင်မီက စစ်တပ်နဲ့အဆက်အသွယ်မပြောင်းလို့စစ်ရေးစာအုပ်တွေကိုခိုးဖက်ပြီးတော့ Irritable တို့မှနေစင်မာတော့မှစစ်တပ်ထဲကိုဝင်မှုစိတ်ကူးကမပြတ်ခဲ့ပါဘူး။ Kimmy နဲ့ Beatrice တို့ကတော့ Irritable တို့မှတွေ့ဆုံပြီးတော့တငယ်ချင်းဖြစ်ခဲ့ကြတာဟာသူတို့နှစ်ဦးစလုံးမှာရှိတဲ့ဤပညာနဲ့လက်နဲ့တီထွင်မှုအပေါ်မှာစိတ်ဝင်စားမှုကြောင့်ပဲဖြစ်ပါတယ်။ Kimmy ကိုဖခင်ကစစ်တပ်နဲ့ဝေးရအောင်ပို့ခဲ့ပေမဲ့လေသူမကဤပညာကိုသင်ယူနိုင်တဲ့ Irritable တို့မှပါပဲသူမရဲ့စစ်ရေးစိတ်ဓာတ်ကိုလက်မလွတ်ခဲ့ပဲနဲ့ Beatrice လိုစိတ်တူကူတူတငယ်ချင်းကိုပါရရှိခဲ့တာပါ။ Kimmy ဟာတငယ် ကြီးဘီယက်ထရီရဲ့အားပေးမှုနဲ့အတူအီရီဒီတိုကနေထွက်ခွာပြီးတော့မိုးနီညာအင်ပါယာရဲ့အနောက်ဘက် နေချားဆောင်တပ်မှဝင်ရောက်ခဲ့ပါတယ်။သူမရဲ့အီရီဒီတိုကနောက်ခံတဲ့ငေရွယ်တဲ့အသက်ကြောင့်ပဲတက်သေးကစစ်သားဟောင်းတွေကသူမကိုအခွင့်ထူးခံကောင်မလေးအဖြစ်ပြောဆိုတယောရင်းနဲ့ပဲပယ်ထားခဲ့ကြပါတယ်။ကင်မီယာအဲ့ဒီကြည့်ရမှုတွေကိုဂယုမဆိုင်ပဲနဲ့လေးကျင်ရေးကိုပဲအပြင်းထန်လှုပ်ဆောင်ခဲ့ပြီးတော့စူးစမ်းမှုရဲ့ရလက်အနေနဲ့ကတော့သူမဟာအင်ပါယာမှာ ပူပေါင်းစစ်စင်ရေးလေးကျင်ကမှာပထမရရှိခဲ့ပြီးတော့ပြစ်ခတ်မှုနဲ့ကိုချင်းဆိုင်တိုက်ခတ်မှုတွေမှာလည်းထူးခြားတဲ့စွမ်းရည်ကိုပြသနိုင်ခဲ့ပါတယ်။ကင်မီယယ်လက်နဲ့ဟိုဘာချက်ဘလိစတာကိုပိုင်ဆိုင်ခြင်းသူမရဲ့စွမ်းဆောင်ရည်တွေထင်ရှားလာပြီးတဲ့နောက်မှာလက်နက်ဌာနကနေတီထွင်ထားတဲ့လက်နက်အသစ်ဖြစ်တဲ့ Stalian Power ဂျပန်နဲ့ Rifle ကိုစက်သက်သူဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ဒီလက်နက်ရဲ့ရှုပ်ထွေးတဲ့လေပတ်ပုံကြောင့်တခြားသူတွေမတုံးနိုင်ပေမဲ့ကင်မီယာသူမရဲ့တဘာဝပါရမီနဲ့အတွေ့အကြုံကြောင့် ချက်ချင်းဆိုသလိုပဲကြွဲကျင်သွားခဲ့ပါတယ်။ဟိုဘာဂျက်ဘလေးစတာဟာသူမရဲ့ကိုပိုင်လက်နဲ့ဖြစ်လာခဲ့ပါတယ်။ဟိုဘာဂျက်ဘလေးစတာဆိုတာဂျပန်နဲ့ rifle နှစ်ခုကိုပေါင်းစပ်ထားတဲ့စစ်လက်နက်တစ်မျိုးပါ။ဂျပတ်စ်နဲ့ဟိုဘာဂျက်ဒီစနစ်ကိုခင်မီကိုမြေပြင်နဲ့အနှဲငယ်ခွာပြီးတော့ပြန်တန်းနေနိုင်မှုကူညီပေးပြီးတော့ ပုံမှန်မြေပြင်ပေါ်ကစစ်တီရွေနဲ့မတူပဲခင်မိဟာတိုက်ပွဲရဲ့မြေပြင်မှာအလွန်မြင့်မားတဲ့ရွေလျားနိုင်စွမ်း high mobility ကိုရရှိစေပါတယ်။နောက်တစ်မျိုးကတော့ blaster spray gun ဒါကတော့ rifle စနစ်ကနေ stallion စွမ်းအင်ကိုအသုံးပြုပြီးတော့ဓာတုဘုံးပြင်းတွေကိုဇက်တိုက်ပစ်ခတ်ပါတယ်။ဒီပစ်ခတ်မှုတွေကပုံမှန်ကြည်စံတွေနဲ့မတူဘဲနဲ့မှော်ပညာကိုတက်ရောက်စေတဲ့အတွက်ရန်သူတွေကိုထိရောက်စွာတိုက်ခိုက်နိုင်ပါတယ်။ ဟိုဘာကျက်ဘလေးစတာဘာကြောင့်ထူးခြားနေရတာလဲဒီလက်နက်ကိုတီထွင်တဲ့လက်နက်ဌာနရဲ့စမ်းသပ်သူအများစုဟာသူ့ရဲ့ရှုပ်ထွေးတဲ့လက်ပတ်ပုံကြောင့်ကျွမ်းကျင်အောင်မလုပ်နိုင်ခဲ့ပါဘူးလက်နက်ရဲ့ဇက်ဘစနစ်နဲ့ဘလေးစတာစနစ်နှစ်ခုလုံးကိုတပြိုင်တည်းထိန်းချုပ်ဖို့အထူးသဖြင့်ရွေလျားနေရင်းနဲ့ပြစ်ခတ်ဖို့ကပုံမှန်စစ်တီတွေရဲ့အရေးရှင်းထက်ကြော့လွန်နေပါတယ်ခင်မီရဲ့ဟိုဘာကျက်စနစ်ကြောင့်သူမဟာပြန်တန်းနေရင်ရွေလျားနေရင်းနဲ့ပြစ်မှတ်ကိုပြစ်ခတ်နိုင်စွမ်းရှိပါတယ်ဒီလိုမျိုးရွေလျားရင်းနဲ့တိုက်ခိုက်နိုင်စွမ်းဟာ စစ်မြေပြင်မှာပြိုင်ဘက်မရှိတဲ့အားသာချက်ကိုပေးစွမ်းစီပြီးတော့ရန်သူရဲ့တံမြန်တိုက်ခိုက်မှုကိုခြောင်ရှားဖို့အတွက်ပုံမလွဲကူစေပါတယ်။ကီမီရဲ့ဤပညာပါရမီနဲ့ပြင်းထန်တဲ့စစ်ရေးလေ့ကျင့်မှုအတွေ့အကြုံတို့ပေါင်းစပ်လိုက်တဲ့အခါမှာအဲ့ဒီလက်နက်ရဲ့အပြည့်အဝစွမ်းရည်ကိုထုတ်ဖော်နိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီလက်နက်ဟာတီထွင်ခဲ့တဲ့သူတွေတော့မမျော်လင့်နိုင်အောင်ခီမီရဲ့လက်ထဲမှာစွမ်းရည်အပြည့်အဝကိုရှိနေခဲ့တာဖြစ်ပါတယ်။မကြခင်မှာခီမီကို အထူးတက်ဖွဲ့တစ်ခုကိုတာဝန်ပေးအပ်ခဲ့ပြီးတော့အရေးပါတဲ့ကေဇယ်ရင်းမရှင်အတွက်ဆေးလွတ်ခဲ့ပါတယ်ဒီမရှင်မှာရန်သူတွေဟာစစ်ရေးတုတ်တေတီတွေကိုပြန်ပေးဆွဲပြီးတော့လက်နက်တွေဖန်တီးခိုင်းနေတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်ခင်မီယာစိတ်တည်ငြိမ်စွာနဲ့ရန်သူဝတ်စုံကိုဝစ်ဆင်ပြီးတော့သူတို့ရဲ့ခံတပ်တဲကိုတယောက်တည်းထိုးပေါက်ဝင်ရောက်ခဲ့ပါတယ်ပြန်ပေးဆွဲခံထားရတဲ့အကျဉ်းသားတွေကိုကယ်တင်ခဲ့တယ်ပြီးတော့ပြန်ပေးဆွဲခံထားရတဲ့အကျဉ်းသားတွေကိုကယ်တင်တဲ့အခါမှာဒဏ်ရာရနေတဲ့အရာရှိတကူကသူမရဲ့ဖခင်ဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ် စစ်တပ်ထဲဝင်ရောက်တာကိုဖခင်ကတိသွားပြီဆိုတဲ့စိုးရင်စင်းနဲ့ခီမီယာတုံလုံးနေခဲ့ပေမဲ့ဖခင်ဖြစ်သူကတော့သူမကိုမမတ်မိတရားပြုတ်ပြီးတော့တရားဝင်စီရင်ခါဝရပြုတ်ပြတ်တာခဲ့တယ်စစ်တပ်မှလည်းစ조사လုတ်ကင်မှုအားပေးစကားသာပြောခဲ့ပါတယ်ဒီဖြစ်ပျက်တွေကနောက်ပိုင်းမှာခီမီယာစစ်တပ်ထဲမှာသူမရဲ့ကိုပိုင်လန်းကိုရှောက်လန်းနိုင်ခဲ့ပြီးတော့ဖခင်ရဲ့မျှော်လင့်ချက်တွေကိုပါတည်ဆောင်ပေးခဲ့တယ်ပြီးတော့ပုံမမြင့်မားတဲ့အမြင့်တွေစီကိုညီမန်းထားကြောင်းဖော်ပြထားပါတယ်။ကယ်ဆယ်ရေးမစ်ရှင်မှာဖခင်နဲ့တွေ့ဆုံခဲ့ရတဲ့အဖြစ်ပြက်ဟာ ခင်မိအတွက်တော့အကြီးမားဆုံးစိတ်ပိုင်းဆိုင်ရာအလှည့်ပြောင်းဖြစ်ခဲ့ပါတယ်စစ်တပ်တဲ့ဝင်ရောက်ကြောင်ဖခင်ကိုမပြောပြခဲ့တဲ့အတွက်ဖခင်နဲ့မျိုးလုံးချင်းစုံချိန်မှာတော့အစိုးဆုံးကိုရင်ဆိုင်မှုအသိပြင်ထားခဲ့ပြီးတော့သူမရဲ့ယုံကြည်မှုကတုန်လှုပ်ခဲ့ရပါတယ်ဖခင်ရဲ့တင်းကျပ်တဲ့သဘာဝကိုသိတဲ့အတွက်ကြောင့်သူမရဲ့ရွေးချယ်မှုအပေါ်မှာလည်းတန်နေရတယ်ရှိနေခဲ့ပါသေးတယ်ဖခင်ရဲ့ဂါဝရပြုမှုဟာသူမရဲ့စည်ရေးလမ်းကြောင်းကိုတိတ်ဆိတ်စွာအတိမတ်ပြုလိုက်ခြင်းဖြစ်တယ်လို့ခန်းစားလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့တန်တရားတွေပျောက်ွယ်သွားခဲ့ပါတယ်။ဖခင်ကသူမရဲ့ပခုံးပေါ်မှာမျောလင်းချက်တွေတင်ပေးလိုက်တယ်လို့ခံစားလိုက်ရပါတယ်။ယခင်ကသူမဟာ ကိုပိုင်ရီမန်းချက်နဲ့ဖခင်ကိုတက်တည်ပြဖို့စူးစမ်းခဲ့ပေမဲ့အခုတော့ဖခင်ရဲ့ယုံကြည်မှုကိုပါထမ်းပိုးထားရသူဖြစ်လာပါတယ်။ဒါရီပြီးဆုံးသွားတဲ့နောက်မှာတော့ခင်မီအတွက်မရှင်အစ်စ်တွေကိုအလင်းအမြန်စောင့်ကြုံနေပါတယ်။ခင်မီကသူ့မရဲ့အတောင်ပံတွေဟာအခုချိန်မှာဖခင်ရဲ့မျှော်လင့်ချက်တွေကိုတည်ဆောင်ထားတာကိုတွေးတော်ရင်းနဲ့ကောင်းငင်ကိုငေးမောကြည့်နေခဲ့ပါတယ်။သူ့မဟာပုံမမြင်မတဲ့အမြင့်စီကိုဥတီသွားနေပါပြီ။ဒါကတော့ခင်မီကသူ့မရဲ့နေချားဆောင်တက်မှာနေရက်တက်မနေပဲနဲ့ ် Empire ရဲ့အရေးပါတဲ့စစ်စင်ရေးတွေဥပမာမွန်ကြီးရဲ့ Empire နဲ့ Abyss တို့ရဲ့စစ်ပွဲတွေကနေရှေ့တန်းကနေခေါင်းဆောင်မှုပေးဖို့အတွက်ရည်ရွယ်ချက်ချမှတ်လိုက်တာပါ။သူမရဲ့စွမ်းရင်တွေဟာ Empire အတွက်အလွန်အရေးပါတဲ့အတွက်ဤပညာနဲ့စစ်ရေးပေါင်းစပ်မှုကိုဆက်လက်လေ့လာပြီးတော့မွန်ကြီးရဲ့ Empire ရဲ့ခင်မီရဲ့လက်နက်တွေကိုတီတွင်ဖန်တီးအသုံးပြုဖို့နဲ့အတိကစစ်တီတော်ဖြစ်ပါဝင်လာခဲ့ပါတယ်။သူမဟာဓာတုဗေဒစွမ်းရင်တွေကို ခွဲချမ်းဆက်ပြားခြင်းနဲ့ပြုပြင်ပြောင်းလဲခြင်းမှာတော့အထူးကျွမ်းကျင်သူဖြစ်ဆက်လက်ရှိနေပြီးတော့သူမရဲ့ယုံကြည်ချက်အတိုင်းဇီဝနဲ့ဓာတုစွမ်းရင်ပေါင်းစပ်မှုဟာလန်တော့ဒွန်ရဲ့ပရိပခ္ခတွေအထွတ်ဖြစ်ရှင်းချက်ဖြစ်နိုင်တယ်လို့ယုံကြည်နေပါတယ်ကီမီရဲ့ဟိုဘာဂျက်ဘလေးစတာကိုစစ်မြေပြင်မှာအောင်မြင်စွာအသုံးပြုနိုင်ခဲ့ခြင်းကသူမကိုစစ်တပ်အတွက်လက်နက်ခင်မီရေးမှာအဓိကတော့ချက်ဖြစ်စေခဲ့ပါတယ်။မွန်နီညာအင်ပါယာကအဘစ်လိုမျိုးမှောင်မိုက်တဲ့အင်အားစုတွေနဲ့စစ်ပွဲတွေကိုရင်ဆိုင်နေရပါတယ်။ခင်မီရဲ့ထူးခြားတဲ့ယူလီယားနိုင်စွမ်းနဲ့ ီးပညာသုံးတိုက်ခတ်ရေးစွမ်းရည်တွေကြောင့်သူမဟာဒီလိုအဓိကတိုက်ပွဲတွေမှာမလွဲမသွေပေါဝင်လာပါတော့တယ်သူမရဲ့ပထမဦးဆုံးအောင်မြင်တဲ့ကယ်ဆယ်ရေးမရှင်ကတော့အစစ်မြင့်အရာရှိတဦးအဖြစ်အနာဂတ်မှာပုံမကြီးမားတဲ့စစ်စင်ရေးတွေကိုဦးဆောင်ဖို့လမ်းဖွင့်ပေးလိုက်တယ်လို့ပါပဲခင်မီနဲ့ Beatrice တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ Erodito မှာကြောင်းတက်စဉ်သူတို့ရဲ့ခင်မင်ရင်းနှီးမှုကနေစတင်ခဲ့တာဖြစ်ပါတယ်သူတို့နှစ်ဦးစလုံးဟာပြင်းပြတဲ့ဆုံးဖြတ်ချက်နဲ့ဤပညာပေါ်စွန့်လန့်မှုတို့ကြောင့်ရင်းနှီးခဲ့ကြသူတွေပါ နှစ်ဦးစလုံးဟာမွန်နီယန်အီပါယာကနေလာပြီးတော့နီးပညာနဲ့တနတ်တွေကိုလည်းနှိမ့်သက်ကြပါတယ်။ဘီယက်ထွေဟာချမ်းသာပြီးတော့ညံကောင်းတဲ့သူဖြစ်တယ်။ခလီးဘွားတွေကနေနီးပညာမျိုးစုံကိုတီထွင်ခဲ့သူပါ။ခီမီကတော့ဓာတ်ဥစွမ်းရင်နဲ့ပေါင်းစပ်မှုဘက်မှာထူးချွန်တဲ့သူဖြစ်ပါတယ်။ခီမီဟာဘီယက်ထွေရဲ့အမျိုးမျိုးသောလက်နက်တွေကိုစမ်းသပ်ရမှာကူညီပေးခဲ့ပါတယ်။သူတို့ရဲ့ဒီဇိုင်းဘလောက်ပဲရှုပ်ထွေးနေပါစီ။ထိန်းချုပ်မှုတွေဘလောက်ပဲရှုပ်ထွေးပွေလီနေပါစီ။ခီမီဟာသူတို့ရဲ့စွမ်းရည်အစစ်အမှတ်ကိုအမြဲတမ်းထုတ်ဖော်နိုင်ခဲ့ပါတယ်။ ဆိုလိုတာကတော့ Beatrix ကလက်နက်ဒီဇိုင်းပိုင်းနဲ့တီထွင်ဖန်တီးမှုပိုင်းကိုအဓိကလှုပ်ဆောင်ခဲ့ပါတယ်။ Kimmy ကတော့ Beatrix တီထွင်ထားတဲ့လက်နက်တွေရဲ့ရှုပ်ထွေးတဲ့ထိန်းချုပ်မှုစနစ်တွေကိုကျွမ်းကျင်စွာအသုံးပြုပြီးတော့လက်တွေစမ်းသပ်သူဖြစ်ပါဝင်ခဲ့ပါတယ်။ Beatrix ရဲ့လက်နက်တွေဟာ Waska, Rina, Nipuru နဲ့ Binet လိုမျိုး၄မျိုးအထိရှိပြီးတော့စနစ်တစ်ခုချင်းစီကိုပြောင်းလဲအသုံးပြုရတဲ့အတွက်အလွန်ရှုပ်ထွေးပါတယ်။ဒီလိုရှုပ်ထွေးတဲ့လက်နက်တွေကိုခင်မီရဲ့လှင်မြန်စွာလ ీల နိုင်စွမ်းနဲ့စစ်ရေးကျွမ်းကျင်မှုတွေက အပြစ်အဝစသတ်နိုင်မှုကူညီပေးခဲ့တာပဲဖြစ်ပါတယ်။လက်နက်တွေတီထွင်စမ်းသပ်ရမှာဘီယက်ထရီဟာခင်မီရဲ့စစ်တပ်ထဲကိုဝင်ရောက်လို့တဲ့ဆန္ဒကိုပါပံ့ပိုးပေးခဲ့ပါတယ်။ဘီယက်ထရီရဲ့အကြံပြုချက်က Why not just go for it and is fed in တဲဟင်လိုက်တာ။ဆိုပြီးတော့ခင်မီကိုနောက်ဆုံးမှာစစ်တပ်ထဲဝင်မှုတွန်းအားပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလိုတငယ်ချင်းကောင်းကိုပိုင်ဆိုင်ထားရတဲ့ခင်မီအတွက်လည်းအောင်မြင်မှုတစ်ခုလိုပဲပြောရမှာပါခင်မီလိုပဲခင်မီရဲ့လက်နက်နဲ့နာမည်ကြီးတဲ့ဟီးရိုးတအူရှိနေပါသေးတယ်သူကတော့ ဟောနာကင်းတဲ့ကဟီးရိုးဖြစ်တဲ့မန်ညပါဒီတော့မန်ညရဲ့နောက်ကျောင်းဘဝကဇလန်းအကြောင်းဆက်ကြည့်လိုက်ရအောင်နော်စစ်သူကြီးအိမ်တော်မှာကြီးပြင်းလာတဲ့မန်ညကငယ်စဉ်ကတည်းကစည်ရည်ပြူဝါတွေကိုကောင်းစွာနားလည်တော်ကြမ်းသူဖြစ်ပေမဲ့လေအဲ့ဒီအပေါ်မှာရိုးရာပေါင်းမွေးနဲ့အနက်အဓိပ္ပာယ်ဖွင့်ဆိုမှုတွေကိုမကြာခဏပြုလုပ်ခဲ့ပါတယ်မန်ညဟာကလေးဘဝကတည်းက ဘျူဟာရေးရနဲ့စစ်မှုလက်ရာတနက်တွေအတွက်ထူးခြားတဲ့ပါရမီရှိခဲ့သူဖြစ်ပြီးတော့အဲ့ဒီပါရမီကိုအသုံးပြုကတီထွင်ဖန်တီးထားတဲ့စစ်ပွဲအစီအစဉ်တွေကိုလည်းပုံဖော်ခဲ့သူပါဒီအချက်ကသူ့ကိုတင်းကျပ်တဲ့ဖခင်စစ်တပ်ရဲ့ရိုးရာစည်းကမ်းကိုတင်းတင်းကျပ်ကျပ်လိုက်နာသူစစ်သူကြီးမန်ထျန်းအတွက်တော့အမဲတစီသဘောထားခွဲလွဲစေပါတယ်ခလီဘွားကလေးကစစ်မှုလက်ရာဆရာတဦးနဲ့တွေ့ဆုံခဲ့ပြီးတော့စစ်မှုလက်ရာလက်နက်တွေအပေါ်မှာသူ့ရဲ့စွဲလမ်းမှုနဲ့ပါရမီကိုမီးမွေ့ပေးခဲ့တယ်လို့ ရိုးရာစစ်ဘက်ဆိုင်ရာအယူဝါဒတွေထက်ကြော်လွန်တဲ့ထူးခြားတဲ့နှီးဖြူဟာအမျိုးမျိုးကိုတီထွင်ဖန်တီးနိုင်မှုအတွက်သူ့ကိုလှုံ့ဆော်ခဲ့ပါတယ်။စီကန်းနဲ့စီမင်းများကိုလိုက်နာမှုကြောင့်ယုံဒေတာတခြားနမဲကြော်ကြတဲ့စစ်သူကြီးမန်ထျန်းရဲ့တားဖြစ်တဲ့အတွက်မန်ညာရဲ့ကြီးပြင်းလာမှုအပေါ်မှာဖခင်ရဲ့တင်းကျပ်ပြီးတော့ရိုးရာဆန်နဲ့ပညာရေးတွေနဲ့ဖျက်ဆီးခဲ့ရပါတယ်။သူ့ရဲ့ရိုးရာမှာဘာမုံဝင်နဲ့ထိုးရင်းသိမြင်မှုတွေကိုဖခင်ကကလေးဆန်ပြီးတော့အတိတ်ပဲမရှိတဲ့အရာတွေဖြစ်ပယ်ချခဲ့ပါတယ်။ စက်မှုလက်ရာပြုပြင်ဖန်တီးခြင်းကိုလည်းခလီကစားနီးတသက်အဖြစ်ရှုမြင်ခဲ့ပါသေးတယ်။မန်ညားကတော့သူ့ရဲ့အဖေလိုပဲစစ်မှန်တဲ့ယုံစစ်တီတော်ဖြစ်လာဖို့နက်နက်နဲနဲဆန္ဒရှိခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့အသက်ကြီးလာတာနဲ့အမျှဖခင်ရဲ့နားလည်မှုကင်းမဲ့ခြင်းနဲ့သူ့အတွေးခေါ်တွေကိုအတိမတ်ပြုမှုမရှိခြင်းတို့အပြင်တင်းကျပ်တဲ့အယူဝါဒတွေနဲ့စီမင်းအလုံးအပေါ်မှာမကျေနပ်မှုတွေမြင့်တက်လာပြီးတော့ပုံမပုံကန်တဲ့သူဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာ စီရေးစာအုပ်တွေကိုနောက်ဆုံးအချိန်ပေးပွားအောင် ရေးချစ်ခဲ့တဲ့အတွက်ကြောင့်ဖခင်ကသူ့ရဲ့ဆက်မှုလက်ရာဖန်တီးမှုတွေကိုတင်စီလိုက်ချိန်မှာတော့မန်ညာဟာဒေါသထွက်ပြီးတော့အိမ်ကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပါတော့သူကကြံရှိနေတဲ့လက်နက်တွေနဲ့သူ့ရဲ့မျက်နှိုးတဲ့ဆက်မှုလက်ရာတနက်ဖြစ်တဲ့ Apple Clipboard ကိုထုတ်ပိုးပြီးတော့ Premiere ရဲ့အမြင့်မြတ်ဆုံးပညာနဲ့ဘူးတုဒ္ဒနေရာဖြစ်တဲ့ကြည်ရှာ Academy စီကိုတယောက်တည်းထွက်ခွာသွားခဲ့ပါတယ်။ဒီနေ့ရုံမျိုးစီကိုပြန်လာပြီးတော့ဖခင်ကို ူ့ကိုယ်သူတက်တည်ပြမယ်လို့သူကြိမ်ဆိုခဲ့ပါတော့တယ်ဒီပါဝင်မှုကိုအားပေးတဲ့ကြည်ချအကယ်ဒမီကတော့မန်ညကိုစိတ်ပြတ်စေခဲ့ခြင်းမရှိခဲ့ပါဘူးသူ့ရဲ့ရဲရဲတောက်စိတ်နေသဘောထားနဲ့ရိုးရာမှာဘာမဝင်နဲ့ရင်ခုန်ဆရာမှန်ကန်တဲ့တိုက်ခတ်ရင်းနှီးပြူဟာတွေနဲ့စက်မှုလက်ရလက်လက်တွေအတွက်တဘာဝပါရမီကိုအသုံးပြုပြီးတော့အောင်ပွဲများစွာကိုရရှိခဲ့ပါတော့တယ်ဒရင်းထရစ်စီဝင်ရောက်တဲ့အခါမှာလည်းသူဟာမမျော်လင့်မဲနဲ့ထင်းတော်စတားမှာအဖော်အော်တွေနဲ့မိတ်ဆွေဖွဲ့ခဲ့ပြီးတော့ သူတို့ရဲ့အတိမတ်ပြုမှုကိုလည်းရရှိခဲ့ပါသေးတယ်။သူရဲ့ပုံကန်တက်ပြီးတော့ထူးဆန်းတဲ့တဘာဝကြောင့်တခြားသူတွေနဲ့မကြခဏပြိပကဖြစ်ခဲ့ရပြီးတော့သဘောထားကွဲလဲမှုအနည်းငယ်ရှိခဲ့ပေမဲ့လည်းအမြောက်တွေကိုတော့အသုံးပြုလို့ရှိတဲ့အကျဉ်းကြောင့်ကြီရှမှာနမဲအစိုးဆုံးចောင်းသားတအူးဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့သူ့ရဲ့ပါရမီနဲ့ရီမန်းချက်တွေကိုနောက်ဆုံးမှာတော့ပုပ်ကိုရေးတိုးတက်မှုလမ်းကြောင်းစီကိုဥတီသွားနေသေးပါပဲ။စပင်ဖြူနဲ့စပင်မဲရောနေတဲ့ကောင်လေးမန်ညာကကစားပွဲရှိမှရက်နေရချိန်မှာအမိန်ပေးခံရပြန်ပါတယ်။ဇပွဲပေါ်မှာစွန့်ကျဲရဲ့စစ်ပညာစာအုပ်တို့ရှိနေပြီးတော့စာရွက်တွေကပွားရှုံနေသေးပါပဲ။အမြဲရောက်ဆဲကောင်လေးကတော့လက်သီးတွေကိုတင်းတင်းဆုပ်ပြီးတော့ဘရင်းပေါက်စီကိုခေါင်းလဲထားတယ်။ပြီးတော့သူ့ရဲ့နှာခမ်းကိုမာနာတရားနဲ့ကိုက်ထားပြီးတော့ မျက်လုံးတွေကခေါင်းမာမှုနဲ့မကျေနပ်မှုတွေနဲ့ပြည့်နေနေပါတယ်အဲ့လိုဖြစ်နေတဲ့ကောင်လေးရဲ့ရှေ့မှာတော့တောင်လူမျိုးမမမမရက်နေသူကတော့ယုံသေးသားတစ်ယောက်နာမည်ကြီးရဲ့စစ်သူကြီးမန်တျန်းပါပဲ စစ်မြေပြင်ကိုကျွမ်းကျင်တဲ့ဝါရင်စစ်သားအနေနဲ့သူဟာနိုင်ငံတော်ရဲ့ကြောရိုးဖြစ်ပြီးတော့သူ့ရဲ့တင်းကျပ်တဲ့စစ်မြေစည်းကမ်းနဲ့ဗျူဟာမြောက်တဲ့ထူးချုံမှုတွေကြောင့်ဘရင်ကတန်ဖိုးထားသူပဲဖြစ်ပါတယ်။သူဟာစစ်ပွဲတံကိုခံပြီးတော့ဝါရင်စစ်သားတူဖြစ်တဲ့လျောက်စစ်ရေးဗျူဟာတွေကိုအမိန့်တွေနဲ့စီးမြင်းတွေကိုလည်းတင်းတင်းကျပ်ကျပ်လိုက်လာသူတူလည်းဖြစ်ပါတယ်။သူကတော့အခုလိုပုံကန်တက်တဲ့ဆယ်ကျော်သက်ကောင်လေးရဲ့ဖခင်ပဲဖြစ်ပါတယ်။အဆုံးသက်ရဲ့အဆုံးဖြတ်ချက်နောက်ပေးခြံဝင်းကိုဝင်းရံထားတဲ့အဆောက်အုံတွေရဲ့အမိုးတွေကမန်ညငယ်စဉ်ကတည်းကခိုးလွန်ရနေရဖြစ်ပြီးတော့ဖခင်နဲ့ စကားများတဲ့အချိန်တိုင်းစိတ်တက်ကြပြီးတော့သွားနေတတ်တဲ့နေရာလေးဖြစ်ပါတယ်။ယုံသေးသားရဲ့နေဝင်ချိန်တွေကအမိုးပြားပေါ်မှာနှွေးထွေးတဲ့အလင်းရောင်တွေဖြာကျနေခဲ့တာပါ။ခဏတာရစီမုတ်ပြီးရဲ့နောက်မှာတော့သူကငယ်စဉ်ကတည်းကနေလွတ်လပ်ရေးလို့နာမည်ပေးထားတဲ့အဖြူရောင်အမွှေးတောင်ရှိတဲ့လင်းယုံကြီးကကောင်းကင်ကနေလာပြီးတော့မှန်ညာရဲ့ပခုံးပေါ်မှာနားခုံလိုက်ပါတယ်။လင်းယုံကသူ့ရဲ့ထက်ရှားတဲ့အကြည့်ကိုရှော့ချလိုက်ပြီးတော့ခြေသေးတွေကိုလည်း ရုပ်သိမ်းလိုက်ပြီးတော့ကောင်လေးရဲ့ပါးကိုသူ့ရဲ့နူးညံ့တဲ့ဥကောင်လေးနဲ့ညင်းသားစွာပုတ်တိုက်ပေးနေပါတယ်။မညအရွယ်ရောက်လာတဲ့အခါမှာဒီသိမ်းငယ်ကြီးရဲ့အားကောင်းတဲ့အတောင်ပံတွေနဲ့နှင်းလိုပဲဖြူစွတ်နေတဲ့အဖြူရောင်အမွှေးတောင်တွေကိုပုတ်တက်နေစေမှာသူ့ရဲ့မျက်လုံးကလည်းဒေါသထွက်ရကနေတပြေးပြေးနဲ့ခလေးဆန်တဲ့နူးညံ့မှုဖြစ်ပြောင်းလဲသွားပါတော့တယ်။ကလေးဘွားကသူကဖခင်ရဲ့စူပူမှုကိုဂယူးမဆိုင်ပဲနဲ့ငှက်လေးကိုကယ်ဆယ်ခဲ့ပြီးတော့အင်ယိုခေါ်ဆောင်သွားဖို့အတင်းအကျပ်တောင်းဆိုခဲ့တာပါ။ဇကဘုံကပြောသလိုပါပဲ အောင်မြင်မှုဟာစူးစမ်းမှုဖြင့်ရရှိလာပြီးတော့ပျော်ပါးခြင်းနဲ့ပျက်စီးတယ်။မင်းရွယ်ကောင်းလေးတွေဟာခိုင်မာတဲ့အခြေခံအုံမြင့်တည်ဆောက်ဖို့ကြိုးကြစားစားလေ့လာရမယ်။ဒီလိုအရာတွေကမင်းကိုအာယုံပြက်စီဖို့သာအထောက်အကူဖြစ်စေနိုင်မယ်ဆိုပြီးတော့ဖခင်ရဲ့စူညံမှုဟာသူ့ရဲ့နားထဲမှာပဲ့တင်ထက်နေစေပါပဲ။ဒေါသမျက်ရည်တွေနဲ့ပြည့်နေနေပေမဲ့လည်းဒဏ်ရာရထားတဲ့ငှက်ကလေးကိုသူ့လက်ထဲမှာဖတ်ထားခဲ့ပြီးတော့အလျှော့ပေးဖို့ပဲညှင်းဆိုခဲ့ပါတော့တယ်။ သူဘယ်တော့မှအလျှော်မပေးပေမဲ့နောက်ထပ်အရာတစ်ခုမှဆက်မှုလက်ရလက်နဲ့မျိုးစုံအပေါ်သူ့ရဲ့ဘဝတစ်လျှောက်လုံးဆွဲလမ်းမှုပါပဲဘလို့ကိရိယာမျိုးဖြစ်နေပါစီမညားရဲ့လက်ထဲမှာမလွဲမသွေနဲ့အားကောင်းသောလက်နဲ့ဖြစ်ပြောင်းလဲသွားတတ်ပါတယ်သူ့ရဲ့ထူးခြားတဲ့ပါရမီဖြစ်ပြီးတော့အထူးသဖြင့်ကလေးဘဝတွေကနေမြင်ဘူးတဲ့ဆက်မှုလက်ရဆရာတူကိုအတူယူဖန်တီးခဲ့တယ်အပိုကလီပူတာလို့အမိပေးထားတဲ့ဆက်မှုလက်ရာတနက်နဲ့ပတ်သက်ရင်ပို့ပြီးတော့ထင်ရှားပါသေးတယ်။သူ့လက်ထဲမှာပြစ်မှတ်ကိုဘယ်တော့မှမလွဲချော်ခဲ့ပါဘူး။ ဖခင်ကတော့ရိုးရာရဲ့စည်ရေးစာပေတွေနဲ့လက်တွေ့ကျတဲ့ဖွဲ့စည်းပုံတွေကခေါင်းမာစွာစွပ်ကင်ထားပါတယ်။သူ့အတွက်ကတော့တားဖြစ်သူရဲ့ကိရိယာတွေကအမြဲတမ်းမုံမြတ်သောရည်ရွယ်ချက်တွေကိုဖြုံတိချင်းရဲ့တင်ကြတာဖြစ်တဲ့အယုတ်တွေလို့သာသူကမြင်နေခဲ့ပါတော့တယ်။လေတွေကဓာတ်ကဲ့သို့ဆူးချပြီးတော့ပြက်သားနေတယ်။မညားကတော့ဖခင်ဖြစ်သူယူသေးလေးစားခံရတဲ့စစ်သူကြီးမှန်တယ်။ရန်သူများကြောက်ရွံ့ပြီးတော့ယုံမပြည်သူတွေချစ်ခင်ကြသူဖြစ်တဲ့သူနဲ့ အမြဲတစေဘာကြောင့်ဆန့်ကျင်ဘက်ဖြစ်နေရတာကိုနားမလည်နိုင်ခဲ့ပါဘူး။သူမမီကလေးကဖခင်ကတင်းကျပ်သောစီရေးစာပေတွေနဲ့ဖြူဟာတွေကခရုစိုက်ပုံရပါတယ်။ ဖခင်အတွက်မန်နီယာရဲ့စမ်းသစ်သောနီးပူဟာတွေနဲ့မြင်လို့ရသောဆက်မှုလက်ရာလက်နက်တွေအားလုံးဟာပုံကန်တတ်သောလူငယ်တူဦးကနေဖန်တီးတယ်။အတိတ်ပင်မဲ့တဲ့အရာတွေသာဖြစ်လို့နေပါတယ်။မန်နီယာရဲ့ထက်ကတလဲလဲစိန်ခေါ်မှုတွေဟာပြင်းထန်တဲ့ပြစ်တင်ဆုံးမမှုတွေနဲ့တင်ကြားမှုတွေပြင်းထန်တဲ့အပြစ်ပေးမှုတွေနဲ့ပါကြုံတွေ့ခဲ့ရပြီးတော့တဘာဝအတိုင်းစိတ်တူတတ်တဲ့လူငယ်ကိုပုံမပုံကန်စေတတ်ပြီးတော့စီကံမရှိသူဖြစ်လာစေခဲ့ပါတော့တယ်။အိမ်တော်မှာထွက်ခွာခြင်းလရအောင်မှာအနဲ့ရောင်နဲ့အဖြူရောင်စပင်တို့ အနီရောင်ဝတ်စုံတဲ့ကောင်လေးဟာသူ့ရဲ့အခန်းစီပြန်လာခဲ့တဲ့အခါမှာတော့ဒေါသကမပြေနိုင်သေးပါဘူး။သူကြီးပြင်းလာခဲ့တဲ့နေရာကိုတစ်ချက်လှမ်းကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဒေါသတွေကပုံမပြင်းထန်လာခဲ့ပါတော့တယ်။ဒါဟာအခန်းမဟုတ်ဘူး၊လှောင်ဝင်ပဲ။စည်းကမ်းတွေကိုဆွဲလန်းနဲ့ဖခင်ကြောင်းဇပွဲ၊ကရင်၊ဆိုဖာနဲ့ဗီယိုတွေအားလုံးကထောင်ချိုးတွေနဲ့ပြတ်သားနေပြီးတော့အလှအပကင်းမဲ့နေတယ်။အစွန်အထင်းနေမရှိအောင်လဲတန်ရှင်းနေအောင်လုပ်ရပါသေးတယ်။လီလုံးနဲ့စာအုပ်စင်တွေကစီးကန်းလွန်ကဲစွာစီစဉ်ထားပြီးတော့စည်ရေးစာအုပ်တွေ စွန့်ကျဲမူချီစီမာရဲ့ဥပဒေတွေလှုပ်ဝက်တင်ကြမှု6ခုဝီလျောင်းစီဗျူဟာ3ခုအစသည်ဖြင့်ပြည့်နှက်နေပါတော့တယ်ပြီးတော့သီးမခံနိုင်လောက်အောင်တင်းကျက်တဲ့အချိန်စရာတက်မြင့်တကာထောက်မှန်ပုံစံပြုလုပ်ထားတဲ့ကလထိုင်နောက်ခံတွေကကြည်ယုံနေပဲမတတ်မတာဖြစ်စေပါတယ်ပြီးတော့ဖခင်ကအဓိကနယ်ရကပြားပေါ်မှာရေးထားတဲ့စီကန်းဆိုတဲ့စကလုံးကြီးကမညကိုအပိုကလီပိုတာနဲ့တဝက်ချဲပြစ်ချင်စိကိုပေါက်စေခဲ့ပါတယ်ရက်အခန်းထဲမှာတခုခုပျောက်ဆုံးနေတယ်လို့ပဲ မညာဟာဒေါသထွက်နေပြီးတော့သူ့ရဲ့ပုံမှန်ဆက်မှုလက်ရာကိရိယာတွေကိုအခန်းတိုင်းမှာရှာဖွေနေတဲ့အစဉ်ပါပဲအစီကံအနေငယ်ဟာခြံဝန်းထဲကနေပြီးတော့အလှင်ရမယ်ပြေးဝင်လာပြီးတော့မောဟိုက်စွာတင်းပို့ပါတော့တယ်တခင်လေးတခင်လေးစစ်သူကြီးမန်ချန်ကတခင်လေးရဲ့ဆက်မှုလက်ရာလက်နက်ဒီအားလုံးကိုတင်းစီပြီးတော့တောက်ခတ်ထားဖို့အမိန်ပေးလိုက်တယ်သူပြောတာကအစီကံစကားမဆုံးခင်ပါပဲမန်ရကဒေါသပောက်ကွဲသွားပါတော့တယ်ဒေါသတကြီးနဲ့စာအုပ်စင်ပေါ်မှာရှိတဲ့အရာအားလုံးစာအုပ်တွေ ုတ်တန်နေနဲ့စည်ရေးစာပေတွေကိုအောက်ကိုလှဲချလိုက်ပါသူကကျမ်းမြင်ပေါ်မှာစည်ရေးစာပေတွေကိုကြပန်းကောက်ယူပြီးတော့အမျက်ဒေါသနဲ့စုတ်ဖြဲဖြစ်ပြီးတော့အော်ဟေးလိုက်ပါတော့ငါယူတော့မယ်နင်တို့ထွက်သွားကြအစီကံကြီးကလည်းထိတ်လန့်တကြားဖြစ်ပြီးထွက်ပြေးသွားကြပါတော့တယ်ဒေါသမှုန်တိုင်းကြမှာတော့မန်နီယာဟာတန်ရှိနေသေးတဲ့စက်မှုလက်ရလက်ရတွေကို ခရင်ရောက်ဖွက်ထားတဲ့အရာတွေကိုတွေးလိုက်ပါတယ်သူကြောမှာအဲ့အရာတွေကိုတိုင်းချီပြီးတော့သူမျက်နှာရတဲ့အပုတ်ကလေးဗုဒ္ဓကိုလက်နဲ့ဖက်နဲ့စုပ်ကင်တကားစီကိုပြေးသွားပါတော့တယ်ဒီတစ်ချိန်မှာတော့မန်ညာဟာဖခင်တောင်းပန်ပြီးတော့သိန်းစီးခံရရတဲ့လက်နဲ့တွေကိုပြန်တောင်းမှုရည်ရွယ်ချက်မရှိတော့ပါဘူးဒီတစ်ချိန်မှာတော့သူကသူ့ရဲ့အိမ်ဖြစ်ခဲ့တဲ့ထောင်ချောက်ကနေပြီးတော့လွတ်မြောက်ရင်နောက်ဆုံးမှာတော့သူဆုံးဖြတ်ချက်ချခဲ့ပါတော့ရုပ်တရက်မန်ညာဟာသူ့ခြေလမ်းတွေကိုရက်တန့်လိုက်တယ်ဘာကမြန်သူ့ရဲ့ဒေါသတကြီးမျက်လုံးတွေကိုစူးချသွားစေခဲ့တာဟာ ဖခင်ကတိုင်လုံးတွေပေါ်မှာရေးထားတဲ့စာသားတွေပဲဖြစ်ပါတယ်။ညီကိုတွေဟာကြားကိုအတူတိုက်ကြတယ်။ဖခင်နဲ့သားဟာစစ်ပွဲကိုအတူသွားကြတယ်။မန်နီယာဟာမျက်မှောင်ကျုံလိုက်တယ်။ပြီးတော့သူခဏတာစဉ်းစားလိုက်တယ်။အဲ့ဒီနောက်မှာတော့နှက်ရှိုင်းပြီးတော့မကျေနပ်တဲ့အသက်ရှူတံကိုသူပြုတ်လုလိုက်ပြီးတော့ကျမ်းမြင်ပေါ်မှာပြစ်ချထားခဲ့တဲ့စုပ်တံကိုကောက်ယူလိုက်တယ်။ပြီးတော့စုပ်ပြဲနေတဲ့စစ်ရေးစာအုပ်တစ်မျက်နှာရဲ့အောက်ခြေမှာဆက်လုံးသေးသေးလေးတစ်ချောင်းကိုရေးလိုက်ပါတော့တယ်။ နောက်ဆုံးမှာနောက်ကိုလုံးဝပြန်လဲမကြည့်တော့ဘဲနဲ့အိမ်တော်တကားကနေထွက်ခွာခဲ့ပြီးတော့အေးဆက်တဲ့လရောင်ထိုးနေတဲ့ညတဲတဲကိုသူဟာဝင်ရောက်သွားခဲ့ပါတော့တယ်။သူဟာပရီမီးယားရဲ့အဆုံးစုံသောဉာဏ်ပညာနဲ့ဘဟုသုတနေရလို့ပြောဆိုကြတဲ့ကြည်ချကိုသွားနေခဲ့ပါတယ်။ပို့အရေးကြီးတာကတော့အိမ်နေရဟာလွတ်လပ်မှုနဲ့ကိုယ်ပိုင်တင်ယူတဲ့အမှန်တရားကိုထောက်ခံတယ်ဆိုတဲ့ကောလာဟာလာတွေရှိနေပါတယ်။မန်နီယာဟာသူ့လူလားတောင်းတတဲ့အသိအမှတ်ပြုမှုနဲ့အဖြေတွေကိုရှာဖွေဖို့အတွက် အဲ့ဒီနေရာကိုသွားနေခဲ့ရဖြစ်ပါတယ်အဲ့ဒီမတိုင်မီကတော့အပိုကလေးပိုတာကနေပြစ်ခတ်လိုက်တဲ့အတန်တရှုကတော့တိတ်ဆိတ်တဲ့ညကိုထိုးပေါက်သွားခဲ့ပါတော့တယ်ဒီပောက်ကွဲမှုအနှဲငယ်အပြီးမှာတိတ်ဆိတ်ခြင်းဟာပြန်လည်ရောက်ရှိလာပါတော့ဒီတစ်ချိန်မှာတော့ပျက်စီးသွားတဲ့အရာတွေဟာသူ့ရဲ့အခန်းထဲမှာရှိတဲ့ကြီးမားတဲ့စီကန်းဆိုတဲ့ဆက်လုံးနဲ့ကတ်ထားတဲ့ကပ်ပြားပြီးတော့အစာအုပ်စင်ပေါ်မှာရှိတဲ့စည်ရေးစာအုပ်အချို့အာယုံတက်ကနေညအထိသူ့ကိုအလုံများစေခဲ့တဲ့ စည်းကမ်းတကြစီစဉ်ထားတဲ့အချိန်စရားနဲ့တခြားအရာတွေပဲဖြစ်ပါတယ်။သူကပုံကန်တက်တဲ့သခင်လေးမှန်ညာအဖြစ်မှန်အိမ်တော်မှာနောက်ဆုံးထားခဲ့တဲ့အမှန်တရားဖြစ်နေပါလိမ့်မယ်။နောက်တနေ့မနက်ခင်းမှာတော့စစ်သူကြီးမန်တျန်းဟာအခန်းထဲမှာရှုပ်ထွေးမှုတွေကြားထဲမှာတည်ငြိမ်စွာရက်နေပါတော့သူကပြစ်ချထားတယ်။ပြီးတော့စုပ်ဖြဲထားတဲ့စီရေးစာအုပ်တွေနဲ့မန်ညာရဲ့ရေးရှင်းမှုတွေနဲ့ပြင်ဆင်မှုတွေပြည့်နေနေတဲ့စာမျက်နှာတွေကိုတွေးလိုက်ရပါတော့တယ်။ခါတိုင်းခိုင်မာတဲ့မျက်ခုံးတွေကို စိတ်ချုပ်ထွေးမှုတွေကြောင့်တွတ်နေနေရပေမဲ့သူကအတွင်းနဲ့ချဲ့နေပါတော့တယ်။ယုံရဲ့ຫນွေဦးရသည်အစောပိုင်းမှာတော့ထိုးပေါက်လာတဲ့မနက်ခင်းလေယာတကားပေါက်ကနေတိုက်ခတ်ဝင်လာပြီးတော့ပျက်စီးနေတဲ့စည်ရေးစာအုပ်တွေရဲ့စာမျက်နှာတွေကိုလှုပ်ခတ်သွားစေပါတော့စစ်သူကြီးမတိလိုက်တဲ့အရာကတော့စာအုပ်တမျက်နှာရဲ့အောက်ခြေမှာတိတိတတ်တတ်ရေးသားထားတဲ့ဆက်လုံးသေးလေးတစ်ချောင်းရှိနေပါသေးတယ်။ဒါကတော့ကြားဖခင်ကခွေးသားတွေကိုမွေးထုတ်မှာမဟုတ်ဘူး။ကျွန်ုပ်ပြန်လာတာကိုစောင့်ဆိုင်းပေးပါ။ ကဲမန်နီယာရဲ့ဇလန်းကခီမီနဲ့စင်တူတဲ့အဖေနဲ့သဘောထားကွဲလဲမှုကိုကိုကိုတက်တေပြလိုစိတ်နဲ့ဤပညာတွေကိုအသုံးပြုခြင်းစတဲ့အချက်တွေပါဝင်နေတာကိုတွေ့ခဲ့ကြမှာပါဒီနေ့ရဲ့ Story of Guide အစီအစဉ်မှာတော့ပုံမှန်တမန်ရိုးကြအရာတွေကိုစိတ်ဝင်စားပဲနဲ့တီထွင်ဆက်တဲ့မှုတွေကိုစိတ်ဝင်စားတဲ့ MLBB Hero Kimmy နဲ့ Horror of King Hero မညအကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ် နောက်နေ့မှာလည်းမတူညီတဲ့ character တွေနဲ့ပြန်လာအောင်မှလို့စောင့်ကြည့်ဖို့မမေ့ကြပါနဲ့เนาะအားလုံးပဲတက်တာပြန်လဲတွေ့ကြမယ်เนาะ